အကြံဖက်စစ်ကော်မရှင်ဟာရခိုင်ပြည်စစ်တော်မြို့နယ်ကိုဒီကနေ့နိုဝင်ဘာလ28ရက်နေ့နာနဲ့10:00မိနစ်40အချိန်မှာလေဆောင်ကနေဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။စစ်ကော်မရှင်ဟာစစ်တော်မြို့နယ်ကြံဖို့ရွာကိုပေါင်900ဘုံတလုံးကျဲချခဲ့တဲ့အတွက်အမျိုးသားတစ်ယောက်နဲ့အမျိုးသမီး9ယောက်စုစုပေါင်းအပြစ်မဲ့ပြည်သူ6ယောက်သေဆုံးခဲ့ရပါတယ်။အမျိုးသား3ယောက်နဲ့အမျိုးသမီး9ယောက်စုစုပေါင်း10ယောက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိလေးဆောင်လုံးဝပျက်စီးသွားတယ်လို့ American Bay News ကစုံစမ်းသိရှိရပါတယ်။အကြက်ဖက်စစ်ကော်မရှင်ဟာဒီကနေ့တရက်ထဲမှာပဲရခိုင်ပြည်ရှိနေရာလေးခုကိုတပြိုင်တည်းပုံကျဲခဲ့တာပဲဖြစ်ပါတယ်။တပ်တော်မျိုးနေကတောင်ဖိုကျေးရွာနတ်တက်တိမ်ဖျားဗပေးဆောင်ကျေးရွာနဲ့ကန်စားတောင်အရှိဘက်ကစစ်ကော်မရှင်ရဲ့အမြောက်တပ်တုံးခုခုတန်ရင်ဟောင်းအနီးပတ်ဝန်းကျင်တို့ကို တပြိုင်တည်းထဲဘုံကျဲတက်ခိုက်ခဲ့ရပဲဖြစ်ပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကလည်းစစ်ကောမရှိရဲ့ဘုံကျဲတက်ခိုက်မှုကြောင့်ပုံနာကျွန်းမြို့နယ်ရွတ်တရွတ်ကြီးရွာကဒေသခံ9ယောက်သေဆုံးခဲ့ရပြီး10ယောက်ဒဏ်ရာရရှိခဲ့ပါတယ်နိုဝင်ဘာလအတွင်း စစ်ကောင်မရှင်ရဲ့လေးချောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ရခိုင်ပြည်တွင် အရဲသားပြည်သူ28ယောက်သေဆုံးခဲ့ပြီး40ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့ကနေ2025ခုနှစ်စက်တင်ဘာလကုန်အထိရခိုင်ပြည်အတွင်းစစ်ကောင်မရှင်ရဲ့တိုက်ခိုက်တပ်ဖြတ်မှုတွေကြောင့် ပြည်သူ980ယောက်သေဆုံးခဲ့ပြီး2054ယောက်ဒဏ်ရာရရှိခဲ့တယ်လို့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယုံ ATCO ရဲ့အော်တိုပါလ25ရက်နေ့ကထုတ်ပြန်တဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။